ေကုမေရှာခွင့်ပြုတော်မူပါဖေဟာလူတွေကနတ်တွေချင်းအောင်ဆိုပြီးမဟာသမယတုတ်ကိုရွတ်ကြပါရယ်ဖေဟာတကယ်လဲမဟာသမယတုတ်ရွတ်ရင်နတ်တွေချစ်ကြရလို့ကြားမှုပါရယ်ဖေဟာဒီနေရာမှာတပည့်တော်သိကျင်တာကနတ်တွေကလူတွေကိုချစ်တာလားမဟာသမယတုတ်ကိုချစ်တာလားဖေဟာမဟာသမယတုတ်ကိုပုံမှန်ရွတ်နေပေမဲ့ရွတ်ဆိုနေတဲ့သူကကိုချင်းတီလာ ပြတ်ရွေးနေတဲ့သူဆိုရင်ရောနတ်တွေကချစ်တာပဲလားဖေဟာလို့မိထားပါရယ်ဖေဟာသူက ကိုကျင့်သီလနဲ့မဆိုင်တော့ဘူးအဲ့မဟာသမယတုတ်ကိုနဲ့တရားချစ်တာပါနော်သူကမဟာသမယတုတ်ကိုနဲ့တရားသဘောကြားတယ်ဘာလို့ဆိုတော့သူတို့နာမည်တွေပါလို့ဘသူမဆိုရင်ကိုယ့်နာမည်ကိုပွဲထုတ်ခံရရင်သဘောကြားတယ်ဟုတ်လားမောင်ရဲထင်ဟုတ်လားမောင်ရဲထင်ရဲ့ဆိုတာမတို့ပီတိတွေဖြစ်နေဟုတ်လားမောင်ရဲနော်ကိုယ့်နာမည်လေးကိုဘာပြောထုတ်ခံရတာကိုဟုတ်တယ်မဟုတ်လားပီတိတွေဖြစ်တယ်ဆိုတော့လူလူချင်းပြန်စဉ်းစားကြည့်လိုက်တော့နက်ကိုနက်တေဆိုတာကိုလေဟိုအရင် အထယ်ဝါကြီးလို့တော့မထင်နဲ့လူလိုပဲနဲ့နေဆိုတာလေသူတို့လည်းဂုံမတ်တယ်သဘောလားမသိဘူးသူတို့နာမည်ကိုပွဲထုတ်လို့ချင်အရန်ပြောတာနဲ့တရပြောရန်ပြောတာအဲ့တော့လူတွေကသူတို့နာမည်လေးတွေကိုထုတ်ဖော်ပြီးတော့ဒီဟာကြီးကိုရုတ်ဖက်နေတဲ့ခါကျတော့အရန်သဘောကျလာသဘောကျလာအဲ့တော့သူတို့ဒီဟာလေးကိုရုတ်ပေးတဲ့လူတွေကိုသူတို့အရန်ခင်တယ်တင်လိုက်ရှိတာမရှိတာတဲ့အဲ့ပုဂ္ဂိုလ်အကြည့်ပြတ်နေပါစီမဲ့သူတို့နာမည်လေးကိုပြောပြတော့ကြောင့်သူတို့ကြည်သူတင်တယ်တခုခုလုတ်ပေးခြင်းတယ်ဟုတ်တယ်မလားကိုကိုနဲ့ပတ်သက်တဲ့ကိုကိုကြည်သူပြဖို့တဲ့ပုဂ္ဂိုလ်ကိုကို အဲ့လိုဂုံဖော်ပြတဲ့ပုံကိုဆိုကိုလည်းခင်တယ်မေတ္တာထားတယ်လေတခုခုလုပ်ပေးလိုက်ခြင်းတယ်အဲ့သဘောပဲအဲသူတို့ရဲ့နာမည်လေးတွေကိုရုပ်ပြတော့တက်တရားသဘောတွေကြာပြီးတော့ငါတို့ဘာကူညီပေးရမလဲသူအစဉ်ပြောငါတို့ဘာလုပ်ပေးရမလဲဆိုတော့နှစ်တီကအဲ့လိုကြီးဆုံးမပေးပါရဲနော်သူတီလာပြတာနဲ့မဆိုင်ပါဘူးလို့နော်ဒီမှာဖြစ်